မာယာချရုပ်ရှင်စကားချင်းရိုက်ကူးပြီးခေးသွားခဲ့တဲ့ညီထွက်ခေါင်ရန်ကုန်စင်လီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင့်ညီထွက်ခေါင်ကိုတော့ပရိသတ်တွေအားလုံးကအိမ်တော်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့အမှတ်တရရှိနေမယ်လို့ယုံကြည်ပါတယ်။ညီထွက်ကောင်ကဗီဒီယိုခစ်တီကလေးကဇာတ်ကားပေါင်းများစွာရှိုက်ကူးခဲ့တဲ့သူပါ။ဒါပေမဲ့ပရိသတ်တွေရဲ့ဂျာထဲမှာတော့အလန်းဝင်းနေတယ်လို့ခန်းစားနေကြရတာဖြစ်ပါတယ်။ခေါင်းဆောင်မင်းသားအနေနဲ့လည်းဇာတ်ကားပေါင်းများစွာကိုရှိုက်ကူးခဲ့ပြီးအခုနောက်ပိုင်းမှာတော့ ဒုတိယခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးတာတွေရှိပါတယ်။ ဖြစ်စနစ်တွေပြောင်းလဲလာတာနဲ့အရာကောင်းဆောင်မင်းသားမင်းသမီးဒုတိယကောင်းဆောင်မင်းသားမင်းသမီးဆိုတာတွေမရှိတော့ဘဲဇက်ပြိုင်သဘောမျိုးနဲ့တရုတ်ဆောင်ရတဲ့ဇက်ကားတွေများစွာထွက်ပေါ်လာပါတယ်။အထူးသဖြင့်ဇလန်းတွဲမှာဆိုရင်ဘသူကကောင်းဆောင်ဘသူကဇက်ရံဆိုတာမျိုးမရှိဘဲအားလုံးကကိုကြရအခန်းကဏ္ဍတွေမှာကောင်းဆောင်အနေနဲ့ပါဝင်တရုတ်ဆောင်ခဲ့ရတာပါ။အိမ်နောင်ဆိုတဲ့ရုပ်ရှင်ဇက်ကားမှာလည်းတရုတ်ဆောင်ချက်တွေပြီးပြင်းလွမ်းလာကြောင်းပရိသတ်တချို့ကညီထွတ်ခံကိုအိမ်နောင်ရုပ်ရှင်ဇက်ကားနဲ့တော်တော်လေးကိုတွဲပြီးတည်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ညီ ီထုတ်ကောင်းကဇလန်းတွဲပေါင်းများစွာကိုရိုက်ကူးခွင့်ရရှိခဲ့တယ်လို့ရုပ်ရှင်စကားကြီးတွေကိုလည်းပြန်လည်ရိုက်ကူးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်တွေကရုံတင်ပြသခဲ့တဲ့မာယာကြားဆိုတဲ့ရုပ်ရှင်စကားကြီးမှာတော့ညီထုတ်ကောင်းကအခြားသူနဲ့မတူဂေးနေတဲ့ character နဲ့တယုတ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။အရင်ကတည်းကမိမလိုဝတ်စားပြီးတယုတ်ဆောင်တဲ့နေရာမှာညီထုတ်ကောင်းကပြည်ပြင်းနေဆိုတာတစ်ခေတစ်ခါတော့ကအောင်မြင်ကြော်ကြားခဲ့တဲ့အမျိုးသမီးများနဲ့ပြဆက်ကိုကြည့်မိတဲ့သူတိုင်းကတတိထားမိတယ်လို့ထင်ပါတယ်။အဲ့ဒီပြဆက်ကြီးမှာဆိုရင်လေညီထုတ်ကောင်းကအမှန် န်တကယ်ကိုမင်းကလေးလို့ဝတ်စားစင်ရင်တယုံဆောင်တာကတကယ်ကိုမင်းကလေးတယောက်နဲ့တူခဲ့တာကြောင့်အဲ့ဒီကလေးကညီထွက်ကောင်ကို gay character တွေနဲ့ လိုက်ဖက်တယ်လို့ပြည်သက်တွေကမှတ်ချက်ပြုခဲ့ကြတာဖြစ်ပါတယ်။မာယာချားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှလည်းဇက်ဆောင်တရုတ်ဆောင်ပေါင်းများစွာပါဝင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကတင်းပေါ်ပေါ်မှာဂေးရီတူတူပျော်ကင်းကြတဲ့ညပုံစံမျိုးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒါကြောင့်တင်းပေါ်ပေါ်မှာအားလုံးစုပေါင်းပြီးဂေးရီပျော်တဲ့ပုံစံနဲ့ရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားကြီးအတွက်ညီထုတ်ကောင်အနေနဲ့ fashion design တွေကိုလည်းအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။တကယ်ကိုပဲအပြင်မှာတင်းပေါ်ပေါ်မှာပျော်ကြတဲ့ဂေးရီရဲ့ဝတ်စားစီရင်မှုတွေကိုကြည့်တယ်။နောက်ပြီးအဲ့ဒီအဝ ဝတ်စားတွေကိုချုပ်တဲ့ဒီဇိုင်နာစီမှာကိုရင်ကိုကြသွားပြီးတော့အပ်ခဲ့တယ်ပြီးတော့အဲ့ဒီကာရိုက်တာကိုလည်းအပြည့်ပြည့်ဆုံးသရုပ်ဆောင်ခဲ့တယ် တာမန်နေရင်တော့ညီထွက်ကောင်ကညီထွက်ကောင်ဆိုပေမဲ့အဲ့ဒီမာယာကြားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်တဲ့အချိန်မှာတော့သူမဟုတ်ပဲတကယ့်ဂေးတယောက်လိုခန်းစားသွားတယ်။ဒါကြောင့်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလုံးမှာသူရဲ့စိတ်တွေကဂေးနေခဲ့ပါတယ်လို့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ညီထွက်ကောင်ကဇက်ကောင်နေကိုစေယုံဆောင်တဲ့အခါမှာစီးဝင်မှုအားကောင်းတဲ့အမှုပညာရှင်တယောက်ဖြစ်တဲ့အပြင်အခုလိုမျိုးမိမရှာကာရက်တာတွေနဲ့လည်းလိုက်ဖက်တာကြောင့်အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးတကလုံးရက်နေတဲ့အချိန်မှာသူရဲ့စိတ်တွေကမိမရှာစိတ်တွေပဲရှိနေခဲ့တာပါ။တကယ့်ဟိုပဲသူမဟုတ်ပဲတခြားတယောက်လို ဖြစ်သွားခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုလည်းအင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ဟာတာတွေကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါရှီမောင်းရင်ကြည့်ရှုနိုင်မယ်မာယာကြားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာတရုတ်ဆောင်ရင်းနဲ့ဂိတ်ဖြစ်သွားခဲ့ရတယ်။ညီထွတ်ခေါင်ပေါ်မှာပရိသတ်ကြီးနေနဲ့ဘလုံမချက်ပြုတ်ကျန်လဲဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများ යි တင်ပါတယ်ရှင်။